တင်ဆက်ပေးမယ့်သတင်းကတော့တနင်္ဂနွေမှာပြခတ်မှုကြောင့်ခီးသွားဧည့်သည်26ရက်တည်ဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ စစ်သွေးချခွဲထွက်ရေးအစိုးရတရက်သမားတွေကအိန္ဒိယနဲ့ပါကစ္စတန်ဘူးတဲ့ပိုင်ဆိုင်ကိုတမတ်ထားကြတဲ့ကက်ရှမီးယားဒေသမှာရှိတဲ့ခီးသွွားဧည့်သည်တွေအများဆုံးလာရောက်လည်ပတ်တဲ့နေရာတွေကိုတနက်နေ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့်ခီးသွွားဧည့်သည်နဲ့ဆက်ချောက်တည်ဆုံးခဲ့တယ်လို့သိရပါတယ်။ဧပြီလ23ရက်နေ့မနက်ပိုင်းမှာကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယပိုင်နယ်ဖြစ်တဲ့ပါရကမှာပြပွားခဲ့တာဖြစ်ပြီး26ရက်နေ့ဆုံးခဲ့တဲ့အပြင်တရရရှိသူ18ဦးရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပြည်စင်ကအိန္ဒိယနိုင်ငံထဲမှာဖြစ်ပွားခဲ့တဲ့အကြမ်းတ်တိုက်ခိုက်မှုတွေမှာအပြစ်မဲ့သူ160တိစုံခဲ့ရတယ်။2008ခုနှစ်ကမုံမိုင်းမြို့မှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပြီးနောက်ပိုင်းမှာထိခိုက်မှုအများဆုံးအကြမ်းတ်တိုက်ခိုက်မှုဖြစ်တယ်လို့သိရပါတယ်။အကြမ်းတ်တိုက်ခိုက်မှုပြပြီးရနောက်မှာအိန္ဒိယနိုင်ငံထဲမှာပြန်တမ်းပြဆွဲနေတဲ့လေကြောင်းလိုင်းတွေဟာကက်ရှမီးယားဒေသကိုရှေ့ဆက်ပြဆဲလေကြောင်းလိုင်းခီးစဉ်တွေကိုတွန့်ပြပေးခဲ့ပြီးစိုးရိမ်ထိန်လန့်နေသူတွေအစိုးရဒေသကနေထွက်ခွာနိုင်အောင်ကူညီခဲ့ကြပါတယ်။ ဆိုရနိုင်ငံကိုရောက်ရှိနေတဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်းခီးစဉ်ကိုရက်တံပြီးအိန္ဒိယနိုင်ငံကိုချက်ချင်းပြန်လာခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းဝါပေးပို့လာပါဗျ။